ဟာတရောင်းစားရဲ့ခွက်ထဲမှာပတ်စံတွေကအများကြီးပဲကွာပြီးတော့တရောင်းစားလည်းအခုအိတ်နေတယ်သူ့ခွက်ထဲကပတ်စံတွေအားလုံးမယူပြလိုက်ပဲကွာ အော်ငါအင်တာဗျူးဖြစ်မယ်ယုံကဒီယုံမယ်ဟာရောင်းတာခေါ်တယ်မှာပတ်စံနေအများကြီးပဲရောင်းတာလည်းအိပ်ပြောနေတာဆိုတော့ဒီပတ်စံမျိုးငါကုန်ပြီးတော့မင်း စ္စာတွေကအတိုင်းဆိုရင်တော့ငါလှောက်ရှောက်အမျိုးကဒီရုံးမယ်ဆက်ဒီလိုရပတ်စံတွေကိုခွဲထည့်ပြီးတော့အဲ့နေရာပဲသူပြားတွေမြင်ကုန်တော့ပတ်စံတွေပြောက်ကုန်တော့မှာပဲဖြစ်သေးပါဦးမပြောက်အောင်ငါဒီလိုလေးအုပ်ပစ်ထားခဲ့

ကျုပ်စီမှာမန်နေဂျာရာထူးလာလျှောက်ပြီးတော့အင်တာဗျူးလာဖြေရမလားဟုတ်ဟုတ်ပါကောင်းပြီလေဒါဆိုရင်တော့ဟိုဘက်ကခင်ဗျားတို့နေရာဒီကနေပြန်လို့ရပြီခင်ဗျားတို့နေရာကိုကျုပ်မန်နေဂျာရာထူးမခန့်နိုင်တရေဒါတော့မတရားဘူးခင်ဗျားကျုပ်တို့အင်တာဗျူးရသေးပဲနဲ့အလုံးမခန့်တာတော့မဖြစ်နိုင်ဘူးမားတယ်ဗျာခင်ဗျားဟုတ်တယ်ဒါပဲဖြစ်တဲ့ဦးကျွန်တော်ကခင်ဗျားတို့အင်တာဗျူးစီရမလို့တော့ဦးလေခင်ဗျားတို့နေရာက ူများပတ်စံအလကားနေအချောင်လိုခြင်းနဲ့ရုံညံ့တဲ့စိတ်ဓာတ်တွေရှိနေမှာတော့ခင်ဗျားတို့နှစ်ယောက်ကကျုပ်ကုမ္ပဏီရဲ့မန်နေဂျာယာလူနဲ့မထိုက်တန်ဘူးအဲ့တော့ခင်ဗျားတို့နှစ်ယောက်ပြန်လိုက်ပါတော့အော်ခဏလေးခုနကခင်ဗျားတို့နှစ်ယောက်ကျုပ်စီရယူသွားတဲ့ပတ်စံတွေကိုကျုပ်ရဲ့အတွင်းရေးမှုစီမှာပေးခဲ့လိုက်နော်မပေးခဲ့လို့ကတော့ခင်ဗျားတို့နှစ်ယောက်ကိုခိုးမှုနဲ့ထောင်ထဲထည့်လိုက်မယ်ဒီရ မလည်းပြန်လို့ရပြီရှင်ဟုတ်ကဲ့တရှင်မနေ့ပြန်မနေ့ရှင်းနိုင်တော့ကုမ္ပဏီကိုရောက်လာခဲ့နော်မနေ့ပြန်အစားပြီးတော့လုံစင်းလို့ရပြီရှင်ဟိုတထက်တကယ်ပြောရလားခမရကမနေ့ပြန်အစားပြီးတော့ကျုပ်ကုမ္ပဏီရဲ့မန်နေဂျာဖြစ်သွားပြီဟုတ်ကျေးဇူးတင်ပါတယ်နော်တထေး